လီဘီယားအာဏာရှင်ကောင်းဆောင်ဟောင်းဘူမိုးကြီးကဒါဖီစီကတရားမဝေငွေကြေးတွေရယူခဲ့တယ်ဆိုတဲ့ဆွဆွဲချက်အတွက်ပြင်တစ်တမတဟောင်းနီကိုလက်ဆာကိုစီကိုစက်တင်ဘာ25ရက်နေ့ကပါရီမြို့ရဇဝတ်ခုံရုံးမှာထောင်ဒဏ်၅နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်သမတဟောင်းစာကူစီဟာ2000ခုနှစ်ရွေးကောက်ပွဲတုန်းကကဒါဖီစီကနေယူရိုငွေတန်ပေါင်း၁၀ကနန်းနဲ့ချီတရားမဝင် အကူအညီရယူပြီးတုံးဆွဲခဲ့တယ်ဆိုပြီးတရားရုံးကအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ် ပြင်သစ်ရဲ့ဥပဒေတွေမှာတော့ရွေးကောက်ပွဲမေးဆွေမှုတွေအတွက်ပြည်ပနိုင်ငံတွေရဲ့ငွေကြေးထည့်ဝင်လူတန်းမှုတိုင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ 2011မှာကဒါဖီအစိုးရပြုတ်ကျခဲ့ပြီးတဲ့နောက်ထွက်ပေါ်လာတဲ့စာရွက်စာတမ်းတွေမှာအဲ့ဒီငွေကြေးလွေပြောင်းမှုတွေပေါက်ကြားလာရကစာကူစီအတွက်ဆပြီးအကြက်ရိုက်လာခဲ့တာဖြစ်ပါတယ်။တပင်းတရက်ခွန်မှာလည်းတက်တဲ့တချို့ကသူတို့ဟာလက်ဆွေးတစ်တာအပြီးငွေသားတွေကိုလက်လွဲယူဆောင်ပေးရတာတွေရှိခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ပါရီမြို့ရဇဝတ်ခုံရုံးကစာကူစီဟာအဲ့ဒီဆွဆွေးချက်အတွက်ကျင်းတေပေါအပြစ်ရှိတယ်လို့သတ်မှတ်ပြီးထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အဂတိလိုက်စားမှုမေးဆွေမှုတွေမှာ တရားမဝေငွေကြေးတွေချေလေအသုံးပြုမှုစားတဲ့တခြားဆွဆွေးချက်တွေကနေတော့သူ့ကိုကွလွန်ကျွလွတ်ပေးခဲ့တာဖြစ်ပါတယ်။တရားရုံးစီရင်ချက်အရစာကိုစီဟာတစ်တံကိုအယူခံဝင်ရင်တော့မှအကျဉ်းထောင်ထဲမှာတော့ဆက်ပြီးနေနေရအောင်မှဖြစ်ပါတယ်။ပြင်တိသမတ္တအဖြစ်2000ခွန်ကနေ2012အထိတာဝန်ယူခဲ့ဖူးတဲ့အသက်80အရွယ်စာကိုစီကတော့တရားရုံးဆုံးဖြတ်ချက်ဟာပြင်းထန်လွန်းနေလို့ဝေဖန်ခဲ့ပါတယ်။ သူဟာဘလို့အမားမျိုးမကျုံးလွန်မထားခဲ့ပါဘူးလို့အစဉ်တဆိုင်ငင်းဆန်ခဲ့တယ်လို့သူ့အပေါ်ဆွဆွေးချက်တွေဟာနိုင်ငံရေးအရထုံနဲ့လှုပ်ကြံမှုတွေတာဖြစ်တယ်လို့ပြောကြားထားပါတယ်။သူတို့ကကျွန်တော်ကိုထောင်ထဲမှာလုံးဝအိပ်စေခြင်းရင်ထောင်ထဲမှာပဲအိပ်မယ်လို့သူကသတင်းထောက်တွေကိုပြောပါတယ်။ကျွန်တော်မလုပ်ခဲ့တဲ့ကိစ္စအတွက်ကျွန်တော်တောင်းပန်မှာမဟုတ်ပါဘူးလို့တမတဟောင်းကသတင်းထောက်တွေကိုပြောဆိုထားပါတယ်။ ဆာဂူစီဟာလာမယ့်ရက်ပိုင်းအတွင်းပါရီမှာရှိတဲ့အကျဉ်းထောင်တစ်ခုကိုပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ်။သူကနိုင်ငံရဲ့တရားစီရင်ရေးအပေါ်အပြေးဝယုံကြည်ခဲ့သူတဦးအနေနဲ့တရားရုံးဆုံးဖြတ်ချက်အပေါ်အများကြီးစိတ်ထိခိုက်မိတယ်လို့တမတဟောင်းကဆိုပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်တုန်းကလည်းစာကိုစီဟာ2012ရွေးကောက်ပွဲတုန်းကမဲဆွေငွေတွေကိုအလွအကျွအသုံးပြုခဲ့ပြီးအဲ့ဒီအချက်လက်တွေကိုဖုံးပြီးဖို့စူးစမ်းခဲ့ကြောင်းပြစ်မှုထင်ရှားလို့ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပြီးအဲ့ဒီထဲကနေ6လကိုတော့ဆိုင်းငံ့ပြစ်ဒဏ်လို့တတ်မှတ်ပေးခဲ့ပါတယ်။